ရီတာ channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ထောင်းလိုက်တန်ဆက်ပေးချင်တာကတော့စာရေးဆရာဆရာနန္ဒမိုးကျေးရေးသားထားတဲ့ဗုဒ္ဓဘာသာဝင်များတည်ထားတဲ့တော့အောင်ချင်းရှက်ပြမင်္ဂလာဆိုတဲ့စာအုပ်ထရားမှာစထမအောင်ချင်းဖြစ်တဲ့တစ္ဆကပရိဘိုကိုအောင်မြင်ခြင်းဆိုတဲ့အကြောင်းအရာကိုထောင်းလွင့်ပေးချင်တာပဲဖြစ်ပါရင်ဗုဒ္ဓရှင်ရဲ့အောင်ချင်းများစွာနဲ့အောင်ချင်းရှက်ပါဟာအထင်ရှားဆုံးဖြစ်ပါရင်အဲ့ဒီအောင်ချင်းကိုအပြင်အောင်ချင်းရှက်ပါလို့လည်းခေါ်ကြတော့တာပေါ့အပြင်အောင်ချင်းဆိုတာက မန္တာစကုဖြင့်မြင်စွမ်းနိုင်သော ပြင်ပမှပုဂ္ဂိုလ်တတ္တဝါတွေကိုတကူတော်စွမ်းဗာရမီတော်အစွမ်းဖြင့်အောင်းတော်မူခြင်းဖြစ်ပေတယ်။ဒီနေ့ရဲ့ခိုင်ရီတာ channel မှာဆိုရင်တော့တစ္ဆကပရိဘုဂိုအောင်မြင်ခြင်းဆိုတဲ့အောင်းတော်မူခြင်းနေရာမှာတခန်းကိုထုံးလွှင့်ပေးသွားမှာပဲဖြစ်ပါတယ်။ Like and Share Subscribe ခေါင်းလောင်းလေးနှိပ်ပြီးအားပေးသွားပါအောင်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်။ဒါဆိုရင်တော့ဆက်လိုက်ပါပြီ။မှန်သောစကားကိုပေ၍မမှန်ကိုအမှန်လောက်ကဝါဒါမှားကိုတကုံအလာလွှင့်ထူသွားသူ မိမိဤဝါဒဖြင့်သူတပားတို့အားနှိမ်နှင်းလိုသော စိတ်ထားရှိတဲ့သူအလောမိုင်မဲသည့်ကုတန်ဓာလိုခေါ်သောတစ္ဆကပရိဘူကိုမျက်စွာဖျားရှင်သည်ပညာတဆောင်စီမီယောင်အားညှိထွန်းတော်မူခြင်းဖြင့်အောင်မြင်တော်မူလေပြီတစ္ဆကပရိဘူကိုအောင်တော်မူသော မျက်စွာဖျားဤတကူတော်ကြောင့်အကျွန်ုပ်အားအောင်ခြင်းမင်္ဂလာကို ဖြစ်ပါစေဝါရာခြင်းပြိုင်နိုင်မလားလို့ဖျားကိုယ်ရဲ့အန်တူလာအယူတထောင်ဆောင်းကမိုက်တဲ့ ပရိဘိုကွဲ့တစ္ဆကံမိမိကိုဟာအတ္တလားလို့မျက်စွာဖျားမေးတဲ့အခါမတိတွေးမိုင်းဖြေနိုင်ဘဲမို့ခွေရင်လဲလို့ရှုံးသွားတာဒိဋ္ဌိအမျိုးမှန်ဆွေကျိုးငုံရှိုးနေရရှာအဲ့ဒါကဘဂဝါမျက်လစတ္ထမအောင်စေမောင်ရှေးခါကာလဝေတာလီပြည်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံတွေကတမျိုးတစ်ပါးသားဖြစ်ပါရင် 9900ရောက်သောမင်းတို့သည်ဝေးသားလေးပြေကုန်အလဲကြဆိုသလိုမင်းပြူနေထိုင်ကြတော့တာပုံသူတို့အားလုံးလိုလိုပင်ဝါရာထူဆန်းတွေကိုမင်းမြဲစီစစ်တဲ့အရာမှာစိတ်အားထက်တန်တဲ့သူတွေဖြစ်ကြပါရည်ဖျားရှင်ပွင့်ထွန်းပေါ်သိမိကလာဝေးသားလေးပြေ၌ကျွဲဝါသောအမျိုးမပေါက်ပွားဆန်းသက်သည့်အမျိုးကောင်းသားတဦးရှိပါရည်သူမတပည့်ရချားကိုသွားပြီးနိဂန်လာအယူရှိတဲ့သူတွေထံမှပညာသင်ကြားခဲ့ရမှာ ဝါရအမျိုးပေါင်း900ကိုတက်မြောက်သွားခဲ့လေတော့တယ်။ဒီနောက်မှာတော့အနေနဲ့အရရက်ကိုလှည့်လေရင်မိမိတင်ကြားတက်မြောက်ခဲ့တဲ့အယူဝါဒတွေကိုခြေပနိုင်တဲ့သူတွေကိုလိုက်လံဖွေရှာခဲ့ပါတယ်။တို့ပါတော်ညာလေသူတက်မြောက်ထားတဲ့အယူဝါဒတွေကိုခြေပနိုင်တဲ့သူတွေကိုလိုက်လံဖွေရှာခဲ့တော့ပါ။အဲလိုရှာတဲ့အချိန်မှာခြေပနိုင်သူဆိုလို့တအူးတလီတောင်မှမတွေ့ခဲ့ရပါဘူး။ ဒီအတွက်ကြောင့်နောက်ဆုံးမှာဌာနေရင်ဖြစ်တဲ့ဝေသာလီပြည်ကိုပြန်လာခဲ့ပြီးမိမိတက်မြောက်လာခဲ့တဲ့ဝါရတွေကိုလီဆဝီမင်းပေါင်းတို့ကိုတင် जा ပြသားပြီးမင်းစရာပြုတ်ကနေလေတော့တယ်ဒလုံးနဲ့ကာလာတွေမျောတလွင်လွင်ဖြစ်လာခဲ့ပြီးရဲ့နောက်ရန်လေးတရက်ကို ရောက်လာခဲ့ပါတော့တယ်အဲ့ဒီရက်ကတော့နိကန္နာအယူရှိတဲ့ပရိဘုံမတူဝေသာလီပြည်ကိုရောက်ရှိလာခဲ့ကျန်းသာဖြစ်ပေတယ်အဲ့ဒီပရိဘုံမတီလေခေသူတော့မဟုတ်ပါ လီစာဝီမင်းဆရာကဲ့သို့ပင်အယူပါရာ900ကိုတက်မြောက်တော်သူဖြစ်ပြီးတဲ့ဒီအတွက်ကြောင့်လေအရရက်ကိုလှဲ့လဲပြီးမိမိတက်မြောက်ထားတဲ့ဝါရတွေကိုခြေပနိုင်စွမ်းရှိမဲ့သူကိုရှာဖွေခဲ့တော်တာပေါ့ဘလို့ပဲရှာခဲ့ရှာခဲ့မတွေ့တဲ့အဆုံးမှာဒီဝေသားလေးကိုရောက်ခဲ့ခြင်းဖြစ်ပေးလေတော်တယ်ဟာအတုံးဟန်ကြတာပဲဒိုများရဲ့နိဂန်လာဆရာနဲ့ရောက်လာတဲ့ပရိဘိုကိုဝါရချင်းပြိုင်စေမကမူလားတိတ်ကောင်းတာပေါ့ ဒီတခါတော့ဘသူလက်ရည်ညံရည်တာမလဲဆိုတဲ့ပွဲကြီးပွဲကောင်းခြေခွင်ရအောင်ပါပေါ့လေဒါလို့နဲ့လိစာဝီမင်းတို့ကလည်းပရိပုံမကိုနန်းရင်ပြေကိုဖိပြီးမိမိတို့ရဲ့နေကန်လာဆရာနဲ့ဝါရာချင်းပြိုင်ခဲ့စီတော့တာပေါ့ပွဲရတော့လွန်စွာမှခြေကောင်းတဲ့ပွဲဖြစ်ဒီမှာမှန်ပြီးတယ်တို့ရမှာပညာရှင်နှစ်ဦးကဝါရာချင်းတူမြနေရတဲ့အတွက်တဦးရဲ့ပြဿနာကိုတဦးကမဖြေချနိုင်ငယ်ပညာစွမ်းကညီနေလေးတဲ့အတွက်နောက်ဆုံးရလက်အနေနဲ့တရေပဲဖြစ်သွားခဲ့ရပါတော့တယ်အဲဒီမှာ လီစာဝေမင်းသားတွေအကြံရလာခဲ့ပြီးအဲ့ဒီအကြံကိုအချင်းချင်းတိုင်ပင်ဆွေးနွေးပြီးရဲ့နောက်မှာတော့နေကန်လာဆရာတခင်နဲ့ပရိဘူပညာရှင်တို့ကိုတောင်းပန်တိုက်တွန်းကြကုန်တော့တာပေါ့လေဆရာတို့ဆရာတို့နှစ်ဦးစလုံးကပညာရှိတွေကြီးပါပဲဆရာတို့ကတယောက်နဲ့တယောက်သိကြမဟုတ်ဘဲနဲ့နှစ်ဦးသားဘဝတစ်ခုဖြစ်နေပေါင်းစပ်လိုက်ကြမယ်ဆိုရင်ဝါရအင်အားတထောင်ထိတိုးတက်သွားခဲ့ပြီးတော့ဘယ်နိုင်ငံဘယ်တိုင်းပြည်အသေးသေးပညာရှိတွေဆိုတာချင်းကဲရှင်ပြိုင်ဝင်မှာမဟုတ်ကြတော့ဘူးလေဒါကြောင့် အရှင်ပညာရှိနှစ်ပါးတို့ပေါင်းတဲ့နေထိုင်ကြရင်ကောင်းပါလိမ့်မယ်။ဆရာရှင်တို့အတွက်စောင့်ဝင်နေရေးကိစ္စမှန်သမျှအကျွန်ုပ်တို့ကအလုံးစုံတာဝန်ယူပါရစေ။ဒလုံနဲ့နေကန်လာနဲ့ပရိဘိုတို့လည်းနောင်ရေးကိုခြံတွေးပြီးထိမ်းမြလက်ထပ်ခဲ့ကြပါတော့တယ်။လိုအပ်သမျှကိစ္စအဝဝကိုလီစာဝီမင်းတွေကပြည့်စုံအောင်လို့ဖြည့်ဆည်းပေးကြပြီးပညာရှိအရှင်နှစ်ပါးအဖြစ်နဲ့အထွတ်မြတ်ထားပြီးမြှောက်ဆကြပါလိမ့်တော့တယ်။အချိန်ကာလတွေက တိမ်ပဝါစနဲ့မျောတလွင်တွင် နှွေနှွေမိုးမိုးဆောင်ဆောင်ထာဝရမတည်တဲ့ကာလရာသီတွေညားစွာပြောင်းလဲခဲ့ဒီမှာတော့ဆရာရှင်နှစ်ပါးမှာသာသမီ၅ယောက်ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ကြပါရဲ့အဲ့ဒီ၅ယောက်မှာအကြီးဆုံး၄ယောက်မှာသမီးတွေဖြစ်ကြပြီး နောက်ဆုံးသားလေးကတော့ဖျားရှင်တဲ့ဝါရချင်းရှင်ပြိုင်မဲ့တစ္ဆကသားဖြစ်ပြီးလေတော့တယ်အကြီးဆုံးသောသမီး၄ယောက်ကတော့တစ္ဆာလောလာအဝဒါရီကပတိစာတာတို့ဖြစ်ကြပါရဲ့ အရိသမီး၄ယောက်စလုံးမင်းမိခင်တင်ကြားပေးတဲ့ဝါရ900ကိုတက်မြောက်ကုန်ကြပါရည်။အငယ်ဆုံးသားတွေတစ္ဆကတော့အမရိထက်ထူကယ်လာစွာ အမိထံမှဝါရ900ကို၎င်းအဖထံမှဝါရ900ကို၎င်းစုစုပေါင်းဝါရ1000ကိုတက်ကြွခဲ့လေတော့ရည်။သမီးတွေအရွယ်ရောက်တဲ့အခါမှာမိဘနှစ်ပါးကတွင်တင်ပြတာဆုံးမဩဝါရပေးလေတယ်။ချစ်သမီးတို့ငါတို့ရဲ့မျိုးမှာသမီးမင်းကလေးအရွယ်ရောက်လာပြီဆိုရင်မိဘတွေရရွှေငွေဥစ္စာအတုံးဆောင်တွေပေးလို့ လင်းအိမ်ကိုပို့ရတဲ့ထုံးစံဓမ္မရာမရှိပေဘူးကိုတက်မြောက်ထားတဲ့ဝါရရီကိုနှလုံးပိုင်းလို့အနီးအဝေးတခွင်ရံဝင်းကျင်အနက်လှဲ့လေဖြန့်ကျန်သွားလာရတယ်တယောက်ယောက်ကအဲ့ဒီအယူဝါဒတွေကိုပြောပြနှိမ်နှင်းနိုင်သူဖြစ်မဲဆိုရင်အဲ့ဒီသူကိုမိမိရဲ့ဘဝကိုပုံပေးပြီးအလုပ်ချွေးပြုရပါတယ်ကွယ်အေးတကယ်လို့များအဲ့ဒီပုဂ္ဂိုလ်ဟာယဟန်ဖြစ်နေမဲဆိုရင်တော့သမီးတို့ရဲ့ဝါဒကိုနှိမ်နှင်းဖြေဆိုနိုင်ခဲ့ရင်အဲ့ဒီယဟန်ပုဂ္ဂိုလ်ထံမှနီးနာခံလို့ယဟန်မှပြုလို့ရပါတယ် ဒါဟာငါတို့မျိုးနွယ်ရဲ့စောင့်ထိန်လိုက်နာရတဲ့ကျင့်ဝတ်ပါပဲကွယ်။ဒါလို့ဆုံးမဩဘာရာပေးလေတော့တမိအလိမ္မာလေးတွေပိသားစွာခြွင်းချမ်းမရှိညင်းချမ်းမရှိပဲပေါ့။စိတ်ချပါအမေတို့ဖေတို့ရဲ့တမိတို့အားလုံးကမိဘတို့ရဲ့မျိုးနွယ်ဓလေထုံးတန်းတွေကို လိုက်နာစောင့်ရှောက်ကြပါမယ်။ဒါလို့ဝင်ကန်ကလေးစကားပေးပြီးရဲ့နောက်မှာတော့ပရိဘုံမအတွင်ကိုဝစ်စင်ပြောင်းလဲခဲ့ကြပါတော့တယ်။ဒီနောက်မှာမျိုးရွာသေးသေးကိုလှည့်လဲပြီးမိမိတို့နဲ့ ဝါရာချင်းရှင်ပြိုင်နိုင်မဲ့သူကိုရှာဘုံတော်ဖွင့်ခဲ့ကြတော့တာပေါ့လေတို့ရမှာတော့၎င်းတို့ကိုဝါရာချင်းရှင်ပြိုင်နိုင်မဲ့ပညာရှိယောက်ျားသားဆိုလို့တဦးတလီတော်မှထွက်ပေါ်လာခဲ့ခြင်းမရှိခဲ့ပါနောက်ဆုံးမှာတော့တာဝေထီပြည်ကိုရောက်ရှိသွားခဲ့ကြပါတော့တယ်အဲ့ဒီမှာတွင်ပညာအရာမှာအေဒဒင်ကရရှိထားတဲ့ရှန်သာရီပௌဒ္ဒရာကိုရောကြီးနဲ့တွေ့ဆုံမိသွားကြပါတော့တယ်ဒီတော့ပညာမှန်လေးတွေအညောင်ပေါက်ထားကြသူတွေပြီးပြီးကိုရောမြတ်ကြီးနဲ့ဝါရာချင်းရှင်ခဲ့ကြတော့တာပေါ့ သူတို့တင်လာတဲ့ဝါဒမှန်သမျှတွေကိုကိုရော်ကြီးကတခတ်ချင်းဆိုသလိုဖြုတ်ချွေနိုင်ခဲ့ပါတယ်။ကိုရော်ကြီးတင်တဲ့ဝါဒတစ်ခုလေးကိုတော့မှသူတို့ဘာအဖြေမပေးနိုင်ကြဘူးလေ။ရှုံးနေခဲ့ကြပါပြီ။ဒီရှုံးဟာသူတို့ရဲ့အနာဂတ်တန်ရာအတွက်လှပတဲ့ရှုံးဖြစ်မှသိကြတယ်။ဘာကြောင့်လဲဆိုရင်တော့သူတို့အလုံးကဖျားရှင်ရဲ့သာသနာတော်မှာဘိက္ခုနီမတွေအဖြစ်ကိုကူပြောင်းရောက်ရှိသွားခဲ့ခြင်းပဲမဟုတ်ပါလား။တေစကားကတော့အယတ္ထဝင်းကျဲမှာရှိတဲ့ပညာရှိကြီးဖြစ်တဲ့တစားတစားထင်ရှားနေပြီ။ သူကအမရေထက်တောင်မှထူကယ်လာစွာဝါရာပေါင်းတထောင်ကိုပိုင်ဆိုင်ထားတဲ့သူပါလောကီဆိုင်ရာဝိထုပုံမြင်ဘေဒင်ဓမ္မသက်တွေကိုလည်းတက်ကြွနှံ့ဆက်တဲ့သူဖြစ်ပြီးတယ်ဒီတော့လီစာဝေမန်ဒါရီယာလည်းပညာရှိကြီးပညာရှိကြီးဆိုပြီးတလေးတမြဖူဖူမုံမြစီးကပ်ကိုးကွယ်ကုန်ကြပါရည်ဒီလိုနဲ့ဒေတာဝိထေပြည်မှာတော့တစ္ဆကပရိဘိုရဲ့ဂုံတရင်တွေကမှွေးထုံပြန်သိနေတော့တာပေါ့ဒီနေ့မှာတော့တစ္ဆကပရိဘိုဟာ မိမိရဲ့ကြီးမားဖောင်းကားလာတဲ့ဝမ်းပိုက်အိုးကြီးကိုကြည့်ပြီးအတွေ့တစ်ခုပေါ်ပေါက်လာခဲ့ပါတော့တယ်။အင်းငါရဲ့ဝမ်းပိုက်ဟာအစမတန်ကြီးမားလာပါလား။ဒီတော့ငါဝမ်းထဲမှာရှိကြတဲ့ပညာတွေဆိုတာနည်းနည်းတော့တော့မဟုတ်တော့ဘူးပေါ့လေ။စံစဘာထဲတဲ့အေးဆိုတာပြည့်သိမ့်လုံးတဲ့အခါပေါက်ကျတတ်တဲ့သဘောရှိတယ်။ဒါလိုပဲငါဝမ်းပိုက်ထဲမှာလေးပညာတွေပြည့်သိမ့်လုံးနေတဲ့အတွက်ကြာရင်မခံနိုင်ပဲပေါက်ကွဲထွက်သွားမှာစိုးရင်ရတာပေါ့လေ။ အရေးတွေးကြောင်းမင်းပညာတွေပေါက်ထွက်မသွားအောင်လို့ဆိုပြီးတော့မိမိရဲ့ဝမ်းပိုက်ကိုတံပြားနဲ့ရစ်ပတ်ထားလိုက်တော့တာပေါ့အဲဒီကာလမှာတော့ဖျားရှင်ရဲ့ဂုံတရင်ကသူ့လိုမျိုးဝေသားလေးတပြည်တည်းမှမျိုးမဟုတ်ဖဲနဲ့အတိုင်းတိုင်းပြည်ပြည်နိုင်ငံအရရက်မြို့ရွာနေကုန်းတွေပါမကြမ်းရှံထွက်နေတာကိုတရေထားမိလာပါတယ်တရေမထားမိလို့လည်းမဖြစ်တော့ဘူးလေဝါရပိုင်ရှင်သူ့အမတွေတောင်မှဖျားရှင်ရဲ့သာသနာတော်မှာဘိက္ခုနီယဟန်မတွေဖြစ်သွားကြတယ်မဟုတ်ပါလားယဟန်ကြီးကောရမဟာ တနေ့မဟုတ်တနေ့နေ့မှာတော့သူ့ရဲ့သာသနာတော်ပြန်ပွားဖို့ရာအတွက်ဟောရီဝေတာလီကို ရောက်လာမှသိကြတယ်အဲ့ဒီခါကျရင်တော့ဒင်းနဲ့ကကောင်းကောင်းကြီးကိုဝါရာချင်းပြန်လိုက်အောင်ပါပေါ့တစ္ဆကားဖို့ဂျိုသွေးတပတမားများလုံနေသည့်တိုင်အောင်လို့ဖျားရှင်ရဲ့အယူဝါဒတွေကိုတလုံးတဝါရမျှသိထားတာမဟုတ်ပါဒီတော့ရဟန်းကြီးဂေါရမရဲ့ဝါရဘလို့ရှိတယ်လို့သိထားရအောင်ဂျိုပြီးတော့စုံစမ်းထားရလိမ့်မယ် ဒလုံနဲ့အချိန်နေအရရက်ကိုသူ့ဆောင်စားနေခဲ့ပါတော့တယ်။ကံအားလျော်စွာပြီးအရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ဆရာဖြစ်တဲ့အရှင်အတ္တစီကြွလာတာတွေကိုတွေ့မြင်ရတဲ့အတွက်ရှောက်ထားမေးမြန်းခဲ့ပါတော့တယ်။အရှင်ယဟန်အရှင်ယဟန်တို့ရဲ့ဆရာယဟန်ကြီးဂေါရမဟာဘလိုမျိုးအယူဝါဒနဲ့ပြောဆို ဆုံးမလေးရှိသလဲ။ဒီခါမှာ ရှင်အတ္တစီကလည်းဖျားရှင်ရဲ့အယူဝါဒတွေကိုမိန်ကြားတော်မူခဲ့ပါတော့တယ်။တရကတစ္ဆကက ငါတို့ရဲ့ဖယားရှင်ဗုဒ္ဓမြတ်စွာဟာဘုံသုံးပါးမှာဖြစ်တည်လာကြတဲ့တတ္တဝါတွေရဲ့ရုပ်တရားဝေဒနာတညာသင်္ခါရဝိညာဉ်တရားစာရာတွေဟာအမြဲမရှိဆင်းရဲကြတယ်။ကိုယ်ပိုင်ဥစ္စာအတ္တလည်းမဟုတ်ကုန်အနိစ္စသဘောဒုက္ခသဘောအနတ္တသဘောသာဖြစ်ပေးတယ်လို့ဟောကြားဆုံးမတော်မူပါတယ်။အဲ့ဒီယူကိုသူကိုယ်တိုင်းလည်းလက်ခံကျင့်သုံးသလိုတပည့်အလုံးကိုလည်းလက်ခံကျင့်သုံးစေပါတယ်ဒါရက်က ဒီအဖြေစကားတွေကိုကြားရပြီးရဲ့နောက်မှာတော့တစ္ဆကပရိဘိုဖို့ဖျားရှင်ရဲ့ဘယ်အရာမျှအစိုးမရတဲ့အနတ္တဝါရတွေကို ခြေဖြတ်လို့တဲ့စိတ်တွေဟာတဖွာဝါဖြစ်ပေါ်လာခဲ့တော့တာပေါ့လေယဟန်ကြီးကိုရမရဲ့ဝါရဟာဘာလဲဆိုတာငါသိလိုက်ရပြီ သူ့ရဲ့အယူအဆပဲမှန်သလားငါရဲ့အယူအဆပဲမှန်သလားဆိုတာယဟန်ကြီးကိုရမသိစေဖို့သူနဲ့ငါပရိသတ်ဘိုးဘုံလေးမှာဝါရချင်းစိတ်ခင်းကြတာပေါ့လေတစ္ဆကပရိဘိုကတော့ မြင်းမောတောင်ကိုဈေးဈေးနဲ့ပေါဖို့ကြံရွယ်မိမှန်းမတိမနာလေခဲ့ပါဘူး။အဲဒါကြောင့်ပဲလီစာဝီမင်းသားတွေကိုဝင်ကြွားစွာနဲ့ဟစ်ကြွေးခဲ့ပါတယ်။မင်းသားတို့ငါဘလောက်တောင်ပညာရှိတလေဆိုတာတင်မင်းသားတို့အသိပဲ။ဘဲပညာရှိတွေပဲလာလာငါပုတ်စာတပုတ်လောက်ထုတ်လိုက်တယ်ဆိုရင်ပဲချွေတီတီကြားလို့ဗဇတ်တဲ့အာဈေးတွေအထက်ခံလိုက်ရတယ်လို့ရေငုံနှုတ်ပိပြီးလှည့်ပြန်သွားကြရတယ်မလား။တို့တို့ကိုတို့ဖျားလို့အမိခံကြတဲ့ဒိဋ္ဌိတွေဆိုရင်လေငါနဲ့တွေ့လိုက်တာနဲ့ တုံလုံးချောင်းချပြီးတက်လန့်သွားခဲ့ကြတာအသင်မင်းသားတို့အသိပဲဟောအခုဖုံးတကူအလွန်ကြီးမားလာပါတယ်ဆိုတော့ရဟန်းကြီးဂေါရမဟာငါနဲ့တွေ့လို့ကတော့ချွေးပြန်သွားမှအသေးကြပဲလေပရိသတ်လေးမရေမောွယ်ဖြစ်အောင်စိတ်နှလုံးမသားမယားဖြစ်အောင်ငါနဲ့အခုပဲဝါရာချင်းပြိုင်ကြမယ်ဒီတော့အသင်မင်းသားတို့ဟာကြုံတောင်းကြုံငယ်ပွဲကြီးပွဲကောင်းတစ်ခုလွန်မသွားရအောင်လို့ငါနဲ့တူရဟန်းကြီးဂေါရမရှိရာစီကိုသွားကြရအောင်လိုက်ခဲ့ကြပါ ငါရဲ့မဟာအောင်မြင်ပွဲကိုလိုက်ပြီးတော့ကြည်ကြအဲ့ဒီခါမှာလီစာဝေမင်းသားအပေါင်းတို့ကလည်းမိမိတို့ရဲ့ဆရာသခင်ပေါ်မှာအထင်ကြီးလေးစားခြင်းတွေနဲ့တူလိုက်ပါသွားခဲ့ကြတော့တာပေါ့အဲ့ဒီမှာပဲသူတို့ရင်မဲလားဆိုတော့မဟုတ်ပါဘူးပုံနာတွေတထေးတကြွေတွေစိရဲသားတွေလည်းလိုက်ပါသွားခဲ့ကြတော့တာပေါ့လေအဲ့ဒီအချိန်မှာတော့ဒုံလောကထွတ်တာရှင်တော်မြတ်ဖရာလေးမဟာဘုံတော်မှာရှိတဲ့ကုလာဂါရအကြောင်းတော်မှာစံပေတရင်သုံးတော်မူပါတယ် ဖုရားရှင်ကမိုးတောင်နဲ့အာယုန်တက်ချိန်မှာမဟာကယုဏတမပတ်မှထတော်မူပြီးတတောင်းသောစကြဝဠာတိုက်ရှိကျွထိုက်တဲ့တတဝဝေနိယတွေကိုတမန်တာစခုဖြင့်ကြည့်ရှုတော်မူပါ रे အဲ့ဒီမှာပဲတစ္ဆကပရိဘိုရဲ့မှားရွေးတဲ့အကြံစီအပြုမှုတွေကိုကုံစင်စွာသိတော်မူလိုက်တော်တာပါတို့ဖြင့်ပေလဲပြူတင်ပြူထိုက်တဲ့အမှုကိစ္စအလုံးစုံတို့ကိုပြေဆုံးစွာဆောင်ရွက်တော်မူပြီးရဲ့နောက်ကျောင်းတော်နဲ့မင်းမွေးမှရှိတဲ့ အုံလုံးဖျားကြနေတဲ့တစ်ပင်ရိပ်အတွင်းကိုရွှေပြောင်းနေရယူပြီးတစ္ဆကပရိဘိုလာကိုစောင်းဆိုင်ရင်းနဲ့ငိန်စိတ်စွာနဲ့တရင်တုံးနေတော်မူခဲ့ပါတော့တယ်မကြပါဘူးရင်ကော့မန်တင်းစွာနဲ့တစ္ဆကပရိဘိုလေအချွေရံများစွာဝန်းရံပြီးဖျားရှင်ရှေ့တော်မြောက်ကိုရောက်ရှိလာခဲ့ပါတော့တယ်ဒီနောက်မှာတော့ဖျားရှင်နဲ့အလာပါတလာပါစကားနှိမ့်ငယ်ပြောကြားပြီးရနောက်ဖျားရှင်နဲ့ဝါရချင်းပြန်ရန်မေကောစတင်ထုတ်လိုက်ပါတော့တယ်အရှင်ကောရမတင်ဟာ ။တင့်ရဲ့တပည့်တာဝကရီကိုဘလုံများဆုံးမတော်မူတယ်ဆိုတာအကျွန်ုပ်သိလိုပါရဲ့။တစ္ဆကရဲ့အတန်ကမန်းပြေးပဲဖះရှင်ကတော့အေးအေးဆေးဆေးပါပဲ။အချင်းတစ္ဆကငါဟာငါရဲ့တပည့်တာဝကရီကိုချက်သားလိုလောကမှာလူနဲ့ပြမှာတတဝါရဲလို့တမောက်ကြရဲဆိုတာဟာခန္ဓာ၅ပါးရဲ့အစုတာဖြစ်ပါရဲ့။အဲ့ဒီခန္ဓာ၅ပါးဆိုတဲ့နေရာမှာလေရုပ်ဆိုတာအမြဲမရှိဝေဒနာဆိုတာလည်းအမြဲမရှိတညာဆိုတာလည်းအမြဲမရှိ အဲလိုပါပဲဝိညာဉ်6ပါးဆိုတာလည်းအမြဲမရှိဒါကြောင့်ရုပ်ဟာအတ္တမဟုတ်ဝေဒနာဆိုတာဟာလည်းအတ္တမဟုတ်တဏှာဆိုတာလည်းအတ္တမဟုတ်သင်္ခါရဆိုတာလည်းအတ္တမဟုတ်ဝိညာဉ်6ပါးဟာအတ္တမဟုတ်အလုံးစုံသောသင်္ခါရတို့ဟာအမြဲရှိမနေတဲ့အတွက်အတ္တမဟုတ်ဘူးဒလုံဆုံးမတော်မူပါတယ်တစ္ဆကဖျားရှင်ရဲ့အဖြေစကားပေါ်မှာတစ္ဆကဖို့ခြေဖြတ်ဖို့ရတာဆူလိုက်ပါပြီပရိသတ်မှာတော့တစ္ဆကရဲ့ဟန်တွေမန်တွေထန်တွေပေါ်မှာ ကျေနပ်အားရခြင်းများစွာနဲ့ပေါ့လေအရှင်ဂေါရမတင့်ရဲ့အယူပါဒါဆိုတာက မဟုတ်မမှန်ပါပဲလားဥမာအဖျင်ပြောရမယ်ဆိုရင်မျိုးစေ့ပေါင်းတပ်ပင်အပေါင်းတို့ဆိုတာဟာမြေကြီးကိုတန်ရက်တီလို့ရှင်တန်ကြီးထွားပြန်ပြောခြင်းကိုရောက်ရတယ်မဟုတ်ဘူးလားဒါလိုပဲတတဝရီဆိုတာလေခန္ဓာ၅ပါးဖြစ်တဲ့နံပါတ်၁ဖောက်ပြန်တတ်တဲ့ရုပ်အစုရူပခန္ဓာနံပါတ်၂ခံစားတတ်တဲ့နာအစုဝေဒနာခန္ဓာ ံပါတ်3မှတ်သားတတ်တဲ့နန်းအစုတညက်ခန္ဓာနံပါတ်4ပြုပြင်စီရင်တတ်တဲ့နန်းအစုသင်္ခရက်ခန္ဓာနံပါတ်5တည်တတ်တဲ့နန်းအစုဝိညာဉ်နဲ့ခန္ဓာတို့အပေါ်မှာတည်ပြီးတော့မှီပြီးတော့ချမ်းသာခြင်းဆင်းရဲခြင်းတွေကိုခံစားရတယ်မဟုတ်ဘူးလားကုသိုလ်အကုသိုလ်တရားတွေကိုအားထုတ်ရတယ်မလားမပြည့်စည်သေးတဲ့ကာလမှာအတားလို့အထင်ရှားရှိနေပါရဲ့နဲ့ဘာကြောင့်များအနတ္တရဲ့လို့ပြောဆိုနေရတာပါလဲ ။တစ္ဆကရဲ့ထိုးစဲစကလုံးတွေကပြောင်ပြောင်လွန်လာတဲ့အတွက်ပရိသတ်အပေါင်းကအထင်တကြီးတလေးတစားဖြစ်နေကြသည်မှာအထင်ရှားပါပဲလေ။အားလုံးကလည်းဖျားရှင်တရားဘလို့များတုံ့ပြန်ခံစစ်စင်မလဲဆိုတာငန့်လင့်နေကြတော့တာပေါ့။အချင်းတစ္ဆကဒီခန္ဓာငါးပါးယုံနံတရားအစုကိုသင်ဟာမြဲတယ်ချမ်းသာတယ်ငါဥစ္စာဖြစ်တဲ့ရဲ့လို့အယူရှိနေတာပါလားဒီလိုအယူရှိနေတဲ့ဆိုရင်ဖြင့်တင့်ကောင်ငါဖျားရွှင်မေးပါအောင်မယ်အချင်းတစ္ဆကော ပြည့်ရှင်မင်းတို့ဆိုတာဟာသူတို့ရဲ့အာဏာပိုင်နဲ့ဖြစ်တဲ့သူတို့ရဲ့နိုင်ငံအတွင်းမှာပဲရှိတဲ့ပြည်သူတွေနဲ့နှိတ်ကိုထိုက်တဲ့သူကိုနှိတ်ကိုဖို့ချီးမြှောက်ထိုက်တဲ့သူကိုချီးမြှောက်ဖို့နှင်ထုတ်တဲ့သူကိုနှင်ထုတ်ဖို့အမိတ်အာဏာရှိတယ်မဟုတ်ဘူးလား။အိုးရှိတာပေါ့တိတ်ရှိတာပေါ့။ကောင်းပြီ။ဒါဆိုရင်ခန္ဓာ၅ပါးတို့ဟာကိုယ်ကောင်းအထင်ရှားရှိပြီးအတ္တဖြစ်တဲ့သင်ပိုင်ဆိုးတယ်လို့သင်ယူရှိနေတယ်ဆိုရင်ငါ့ရဲ့ဒီခန္ဓာကိုအတ္တဘောကြီးဟာမတည့်မတည့်မဖြစ်ပါစေနဲ့။ ជីညုံနှစ်သက်ပွဲအမြဲတမ်းလှပနေပါစေအဲ့လိုတင့်ရဲ့ရုပ်ကိုတင့်ရဲ့အတ္တကိုတင်လို့တလို့ခိုင်းစီလို့ရနိုင်ပါသလားတစ္ဆကပရိဘောဖို့စောစောအလိုမတွက်လက်တော့ပါဘူးအဖြေပါပေးရမယ်နော်မသိတော့ဘူးဖျားရှင်ကတော့ညင်သာအေးစေးပါပဲအချင်းတစ္ဆကပြီးတော့ငါရဲ့ခန္ဓာကိုယ်ဟာဆံဖြူသွားကြွေအယိုးရည်တွေတွန့်လှိန်ခြင်းမရှိပကတိအားဖြင့်တစ္ဆက်၆နဲ့တို့တာအမြဲတမ်းရှိပါစေအဲ့လိုတင်ခိုင်းစေနိုင်ပါသလား တင်ယုတ်တင်အတောက်တင်ဘလိုမျိုးစေစားလို့ရနိုင်ပါတလေအရှင်ကောရမအကျွန်ုပ်ဟာငါရဲ့ကိုဆိုပြီးအယူရှိတာမဟုတ်ဘူးဟာရီပရိသတ်လေးပါလူများကလည်းပဲငါရဲ့ကိုလို့မှတ်ထင်နေကြစမြဲပါပဲတစ္စကာကတော့ထမင်းရေပူရှာလွဲဖို့နဲ့စူးစမ်းနေပါပြီတိုးတော်လဲဖျားရှင်ကတစ္စကာကိုမလောက်တအောင်စကားကိုစကားတရားကိုတရားနဲ့ပဲပြန်လဲချုံနောင်လိုက်ချေပြီအချင်းတစ္စကာယခုတင်ငါးစီကိုလာခဲ့တာဟာ တင်သဘောနဲ့တင်စကားဆက်ထိုးရအောင်ဝါရာချင်းပြန်ရအောင်လာခဲ့တာမဟုတ်ဘူးလား။ဘာဖြစ်လို့သူတပောင်းကိုဆွဲထည့်နေရတာလဲ။တင်ရဲ့အယူသားထင်ရှားအောင်အဖြေပေးပါလို့။တင်စကားဖို့အခုမှ မရှူတာမရှိုက်တာဆိုတဲ့ဂိမ်းကိုဆက်ရောက်ရတော့ပေါ့လေ။တကယ်လို့ငါဤရုပ်အတ္တသည်ငါ့လူကိုလိုက်ဤလို့အဖြေပေးလိုက်ပါက ဝေသာလီမင်းသားရိနေနဲ့ဆရာဤရုပ်ရေးဆရာဤပုံမှန်တဲ့တန်သည်အကျွန်ုပ်ကဲ့သို့လှပတင့်တယ်ခြင်းရှိပါသလား။ ဒလုံမေကုံထုတ်ဆရာဖြစ်လာတော့မယ်။ငါအီရုပ်အတ္တသည်ငါအလိုကိုမလိုက်ဒလုံဖြေချလိုက်ပါကဖျားရှင်ဤအနတ္တငါကိုမဟုတ်ငါသည်အစိုးမရဒလုံဆိုတဲ့ဝါဒသည်သာမှန်ကန်ရာယောက်ျားဝန်ခံဒလုံဖြစ်သွားတော့မှာပေါ့လေ။ဒလုံ ਨੇ မကြံတတ်မစီတတ်အောင်ဖြေပြီးတွေးမိုင်းနေရင်ကနေဇောကျွေးတွေတလိမ့်လိမ့်နဲ့ကြာဆင်းလာခဲ့ပါတော့တယ်။အချင်းသက်ဆက်ကငါအမေကိုတင်ဖြေပါအောင် ဖျားရှင်ရဲ့မိကိုတစ္ဆကကမဖြေနိုင်မဖြေရပါစေဒီခိုင်မှာတော့ဖျားရှင်နဲ့သူသားမြင်နိုင်စွမ်းရှိတဲ့တကြမင်းရုပ်လွာပေါ်ပေါက်လာခဲ့ပါတော့တယ်တကြမင်းကရုပ်ချီးပင်ဘလူးသွင်ဖန်ဆင်းပြီးတန်တင်းပုံနဲ့ရွယ်ကဟဲတစ္ဆကဖျားရှင်မေးတော်မူတာဘာဖြစ်လို့ပြန်မဖြေရတာရောအခုဖြေမဖြေလို့ကတော့တန်တင်းပုံနဲ့အမောက်ဖြစ်အောင်ထုတ်ချေပလိုက်မယ်တစ္ဆကဖို့တုံနေပါဝေလုံနေဖို့ရာမဝင်ရဲတော့ပါဘူးအဲဒါကြောင့်ပဲသူရဲ့ပရိသတ်ပေါ် ရှန်နိုးတော်မမူအားတော့ပါကြေးချက်ချင်းဆိုသလိုပဲဖျားရှင်ကိုဒူးတုပ်ပြီးလက်အုပ်ချီမှုရှခိုးတော်မူရင်းနဲ့အရှင်ဖျားတပည့်တော်အမာကြီးမှားခဲ့ပါပြီဖျားတပည့်တော်ရဲ့အယူဝါဒဟာမှားရွက်ပါတယ်ဖျားအရှင်ဖျားရဲ့အယူဝါဒသာအကျွင်းမဲ့မှန်ကန်ပါတယ်တပည့်တော်အတနာခံခွင့်လွှတ်တော်မူပါဖျားဒီကနေ့ရပဲစားလို့အရှင်ဖျားရဲ့သာသနာတော်ကိုယုံကြည်ကိုးစားရင်းနဲ့အသက်ထက်ဆုံးကိုးကွယ်စည်းကပ်တော်မူပါမယ်ဖျားသာဓု တာဓုတာဓုပါတစ္ဆကဗုဒ္ဓဖျားရှင်ကတစ္ဆကပရိဘောပေါ်ခြေချုပ်အနာယူတော်မူလိုက်ခဲ့ပါပြီဒီနောက်မှာတော့တစ္ဆကပရိဘောနဲ့တကွ၎င်းရဲ့ပရိသတ်ပေါင်းကိုစူလာတစ္ဆကမဟာတစ္ဆကတုတ်တော်တွေကိုဟောကြားတော်မူခဲ့လေရာတရားဒေသနာတော်ဆုံးလေတော့ကျွတ်တန်းကိုစီဝင်သွားကြပါတော့တယ်ဒီနေရာမှာမှတ်ချက်အနေနဲ့ဝိညာဉ်6ပါးတွေကိုပြောပြပေးကြပါမယ်။ဝိညာဉ်6ပါးဆိုတာကတော့နံပါတ်1စက္ခုဝိညာဉ် မျက်စိအသီးစိတ်နမနဲ့တောတာဝိညာဉ်နားအသီးစိတ်နမသုံးဂါနာဝိညာဉ်နှာခေါင်းအသီးစိတ်နမလေးဇီဝဝိညာဉ်ရှာအသီးစိတ်နမငါကာယဝိညာဉ်ကိုယ်အတွေ့အသီးစိတ်နမခြားမနောဝိညာဉ်အာယုံအသီးစိတ်တို့ဖြစ်ကြပါသည်ဒီကနေ့ရခိုင်ရီတာချန်နယ်ကနေထုံးလွှင့်တင်ဆက်ပေးခဲ့တာဆိုရင်ဖြင့်စာရေးဆရာဆရာနန္ဒာမိုးချေရေးသားပြုစုထားတဲ့ ဗုဒ္ဓဘာသာဝင်များတည်ထားတဲ့အောင်ချင်းရှစ်ဖြာမင်္ဂလာဆိုတဲ့စာအုပ်ထဲမှာစထမအောင်ချင်းဖြစ်တဲ့တစ္ဆကပရိဘုဂ်ကိုအောင်မြင်ခြင်းဆိုတဲ့အကြောင်းအရာကိုထုံလွှင့်ပေးခဲ့တာပါ။နောက်တစ်ခါမှဆိုရင်တော့တတမအောင်ခြင်းဖြစ်တဲ့နန္ဒောပနန္ဒာနဂါမင်းကိုအောင်မြင်ခြင်းဆိုတဲ့အကြောင်းအရာကိုထုံလွှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Subscribe Like and Share ခလောင်းလေးနှိပ်ပြီးအားပေးသွားကြပါအောင်ရှင့်။အမြင်နဲ့ချစ်ခင်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်တစ်ခါမှပြန်လည်ဆောင်တွေ့ချင်ပါတယ်ရှင့်။